လားပမာဏသွေးစင်းနေပြီဆိုရင်တော့ရာသီလာတာများတဲ့ပမာဏလို့ပြောလို့ရနေပါပြီ။ရာသီလာချိန်သုံးတဲ့ပစ္စည်းတွေကို2နာရီတိုင်းဓမ္မမဟုတ်ရင်2နာရီထက်နည်းပြီးတော့လဲဖို့လိုအပ်နေတဲ့ညချိန်မှာတော့ထပြီးတော့လဲနေရတယ်။ပြန်90ဈေးထက်ကြီးတဲ့သွေးခဲတွေကိုသတိထားမိတယ်။ရာသီလာချိန်ရှေ့ရက်ထပ်ပူကြတယ်။ရာသီလာချိန်မှာ ပုံမှန်လှုပ်ဆောင်မှုတွေမလုံနိုင်တော့အောင်အဟန့်တာဖြစ်စီရယ်။ သွေးစင်းများရင်ဘာတွေဖြစ်လဲဆိုတဲ့အခါကျတော့တန်တက်နေသွားတာကြောင့်ဖြူဖြော်နေတာမောပန်းတာဒါမှမဟုတ်ရင်မူးဝေတာတွေဖြစ်တတ်ပါတယ်။ဘာတွေကြောင့်ဖြစ်နိုင်လဲ။ပထမတစ်ချက်ကတော့ဟော်မုန်းပေါ့နော်။ဥပမာ because မြူးအိမ်ရေအိတ်တဲ့ယောဂါစုနောက်တစ်ခုကသွေးဆုံးကန်နေနောက်တစ်ခုကလေဘင်းမှာရှိတဲ့ thyroid gland တွေကတိုက်အလုံးမလုပ်တော့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။တိုက်အင်အတွင်းနေရန်ပြောင်းလဲမှုကြောင့် လည်းဖြစ်နိုင်တယ်။တအိမ်အလုံးအဒီနိုမိုင်ယိုဆစ်လို့ခေါ်တဲ့တအိမ်ကျက်သားတဲ့ကိုတအိမ်အတွင်းသားကဝင်ရောက်ကြီးထွားလာတဲ့ယောဂမျိုးနောက်တစ်ခုကကင်ဆာ။သွေးနဲ့ပတ်သက်တဲ့ယောဂတစ်ခုခုကြောင့်လည်းဖြစ်နိုင်တယ်လို့သွေးကျဲစီးတွေတောက်နေရတဲ့အခါမှာလည်းဖြစ်နိုင်ပါတယ်။တခါတလေလည်းအကြောင်းရင်းရှာမေးရာဖြစ်တတ်ပါတယ်။အဲ့လိုအခါမျိုးမှာဘာတွေစစ်ဆေးဖို့လိုမလဲ။တခါတည်းရမှာသွေးစင်းတာကတအိမ်ကနေမဟုတ်ပဲတအိမ်ကောင်းကနေပြီးတော့လာတာဖြစ်နိုင်တယ် ဒါကြောင့်သွေးစင်းနဲ့အကြောင်းရင်းကို သိရှိဖို့အတွက်တအိမ်ကောင်းကိုဆရာဝန်ကနေပြီးတော့စမ်းသပ်စစ်ဆေးဖို့လိုတယ်။သွေးရည်ယောဂါ၊တန်တပ်ပမာဏ၊တိုင်ရိုက်ယောဂါ၊ဓမ္မမှုရင်သွေးနဲ့ပတ်သက်တဲ့ယောဂါတွေများရှိနေလားဆိုပြီးတော့သွေးစစ်ဆေးမှုတွေပြုလုပ်ဖို့လိုအပ်နိုင်ပါတယ်။တအိမ်အလုံးတွေများရှိလားဆိုပြီးတော့ကြည့်ဖို့အထောက်အဆောင်ရရနိုင်ပါတယ်။ ကန်ဆာမဖြစ်ခင်ပြောင်းလဲမှုတွေဒါမှမဟုတ်ရင်ကန်ဆာပြောင်းလဲမှုတွေရှိမရှိသိရှိနိုင်ဖို့အတွက်တအိမ်အတွင်းသွားအလှော်ရဲ့တီရှူးနမူနာကိုယူပြီးတော့စစ်ဆေးနိုင်ပါတယ်။အဲ့လိုလုပ်တဲ့အခါကျရင် hysteroscopy လို့ခေါ်တဲ့သိငယ်တဲ့မှန်ပြောင်းလေးနဲ့တအိမ်အတွင်းမိုင်းကိုစစ်ဆေးလို့ရပါတယ်။အဲ့ဒီအချိန်မှာတအိမ်အတွင်းသားရဲ့နမူနာကိုပါတပြိုင်တည်းယူပြီးတော့စစ်ဆေးနိုင်ပါတယ်။ဘလို့ကုသလို့ရမလဲ။ ဒါတွေကလေသွေးဆုံးရခြင်းရဲ့အကြောင်းရင်းတွေအာကိုဝင်တောက်လို့စိတ်ရှိမရှိ နောက်အချိန်မှာ ခလေးယူဖို့အစီအစဉ်ရှိမရှိတခြားသောဆေးဘက်ဆိုင်ရာပြဿနာတွေရှိမရှိစတဲ့အချက်လက်တွေပေါ်မှာ အများကြီးမူတည်ပါတယ်ကုသတဲ့နေရာမှာလဲဟော်မုန်းနဲ့ကုသတာဒါမှမဟုတ်ရင်ဟော်မုန်းမဟုတ်တဲ့ဆေးရည်နဲ့ကုသတာဆိုပြီးတော့ဆေးနဲ့ကုသလို့ရသလိုခွဲစိတ်မှုပြုလုပ်ရတာမျိုးလည်းရှိနိုင်ပါတယ် ဟော်မုန်းတွေကုသတဲ့အထဲမှာတော့အထူးရောက်ဆုံးကတော့ marina လို့ခေါ်တဲ့တိုင်အတွင်းထဲတဲ့ပစ္စည်းလေးပါ နောက်တစ်မျိုးက OCP sugar base တွေကိုမတောက်ဘဲနဲ့ရမချဘဲစက်တိုက်တောက်တာမျိုးပါဒါကလည်းဆရာဝန်နဲ့တိုင်ပင်သင်ပါတယ်ဟော်မုန်းမဟုတ်ဘဲနဲ့ကုသတဲ့ဆေးတွေရှိပါသေးတယ်ဆေးနဲ့ကုသတာကအလုံးမဖြစ်ခဲ့ဘူးဆိုရင်သွေးစင်းမှုကို ထိန်းချုပ်ဖို့အတွက်နီလန်များစွာ ရှိပါတယ် ပေါ်ကပြောခဲ့တယ်လို့ hysteroscopy နဲ့ကြည့်ရှုစစ်ဆေးတာမျိုး endometrial ablation လို့ခေါ်တဲ့အပူကိုအသုံးပြုပြီးတော့သက်အိမ်အတွင်းသားအလှအကိုဖျက်ဆီးပစ်တာမျိုးပါဒါကတော့ကိုဝင်ဆောင်ဖို့အစီအစဉ်မရှိမှပဲတင်တော်ပါတယ်နောက်ဆုံးကတော့သက်အိမ်ထုတ်တာပါအလွန်ကျွန်သွေးစင်နေပြီလုပ်ငန်းဆောင်တာတွေကိုထိခိုက်နေပြီဆိုရင်ဆရာဝန်နဲ့ကုသတိုင်ပင်ဖို့မမေ့ပါနဲ့နော် ကူညီလို့ရတဲ့နိဒမ်းများစွာရှိတာမလို့တတအောင်ကူညီနိုင်ပါတယ်လို့ပြောရင်းနဲ့ဒီ audible mind ကနေပြီးတော့နှုတ်ခွန်းဆက်လိုက်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးများရတင်ပါတယ်ကြိုက်နှစ်သက်တဲ့ဆိုရင် like share နဲ့ subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော် bye